မင်္ဂလာပါရှင်လွတ်လပ်တော်မွန်တရဲအေဂျင်စီအင်မနာရဲ့ Sunny New အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။တပတ်တွင်ထူခြားတဲ့မြန်မာသတင်း၊တိုင်းသားဒေသကသတင်းတွေကိုဥစားပေးကောက်နှုတ်ထားပြီးကျမတို့အင်မနာ Sunny New အစီအစဉ်ကနေတင်ပြပေးနေတာဖြစ်ပါတယ်။အခုတပတ်အစီအစဉ်တွေကောက်နှုတ်ရွေးချက်ထားတဲ့သတင်းတွေကတော့ရေမြွနယ်ဖလင်းဒေသမှာစစ်ကောင်မရှင်တပ်တွေဝင်ရောက်လှုပ်ရှားနေတာကြောင့်ဒေသခံတို့စိုးရိမ်နေရတဲ့အခြေအနေရေသွယ်လမ်းပိုင်းကိုညချိန်လုံးဝအသုံးမပြုဖို့ တော်လိုင်းရဲ့တပ်ပေါင်းစုတွေတရိပ်ပေးထားတဲ့အကြောင်းစစ်ကောင်မရှင်ရွေးကောက်ပွဲမှာဝင်ပြိုင်ကြမဲ့ကိုစလဲလောင်း9000နီးပါးဆင်းရင်သွင်းထားတဲ့သတင်းအခြားထူးခြားတဲ့အာဆီယံသတင်းနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော်မူရှိနေပါတယ်ဟုတ်ကဲ့ကျွန်မကတော့နှွန်သေးပါ အခုမှဆုံးပြောပြပေးမယ့်တင်ရတော့ရင်းမြနယ်ဖလင်းတေတာဖြစ်တဲ့ဒူယာကုကတော်ပလိုင်သိနှင်းနူတကရန်အန်သင်စတဲ့ကြေရော်ရဘက်မှာယခုရက်ပိုင်းအတွင်းစစ်ကောင်မရှင်တပ်တွေမကြခဏဝင်ရောက်နေတာကြောင့်တေတာခန့်တွေစိုးရိမ်စိမ့်နဲ့တွာလာနေကြရပါတယ်ပြည်ကရဲစတင်ပါလာ၁၄ရက်နေ့ကဖလင်းဒေတာအုတ်ချုပ်ရီမှုနှုတ်ဦးပြတ်တက်ခံရပြီးတဲ့နောက်စစ်ကောင်မရှင်တပ်တို့ကဒီဒေတာဘက်ကိုအင်အားအလုံးအရင်နဲ့နှင်းစင်နေပါဝင်ရောက်လာတာဖြစ်ပါတယ်။ ဖလင်းဒေတာဘက်ကိုရောက်ရှိနေတဲ့စစ်ကောင်မရှင်တပ်တော်ဟာဒူယာအန်တင်လမ်းပိုင်းနဲ့ဒူရီယာမြို့အောင်ကုန်းလမ်းပိုင်းတွေမှာရက်ဆောင်နေပြီးလမ်းသွားလမ်းလာနဲ့ခြံသွားလာသူတွေကိုကြုံရင်ကြုံတလို့စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။ဒါကြောင့်ဖလင်းဒေတာဘက်ကနေဒေတာခန့်အချို့ဥယျာဉ်ခြံလုပ်ငန်းကိုခေတ္တခဏရပ်နာထားရတဲ့သူတွေရှိတယ်လို့အချို့ကလည်းစစ်တပ်ရဲ့စစ်ဆေးရေးအခြေအနေကိုစောင့်ကြည့်ပြီးသွားလာနေကြရပါတယ်။ ဒါပြင်စက်တင်ဘာလ19ရက်နေ့ကလည်းအဲ့ဒီဒေသဘက်မှာဝင်ရောက်လှုပ်ရှားနေတဲ့စစ်ကောင်မရှင်တပ်နဲ့ဒေါ်လန်ယုံပေါင်းတပ်တို့နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်မရှင်တို့ဟာဖလင်းဒေသအုပ်ချုပ်ရေးမှုကိုပစ်တက်တယ်လို့တန်တရားရှိတဲ့ဒေသခံလူငယ်စစ်တအုပ်ကိုဖမ်းဆီးထားတဲ့တရင်ထွက်ပေါ်နေပေမဲ့လည်းလွတ်လပ်သောမူတရင်အေဂျင်စီအနေနဲ့တခြားအတိမပြုနိုင်သေးပါဘူး။ရွေးကောက်ပွဲကျင်းပဖို့ဤကလာတာကြောင့်မွန်ပြည်နယ်အတွင်းအုပ်ချုပ်နိုင်စွမ်းကိုစစ်ကောင်မရှင်ကပုံမပြတာနေပြီးနေမြေစုမှုမှုအပြင်စစ်ရဲလည်းပုံမသိမ်းမလာ နိုင်ကြောင်းလူအခွင့်ရေလှုပ်ရှားသူတွေကသုံးသပ်ပြောဆိုလျက်ရှိပါတယ်ရှင်။နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့သတင်းသားရေးတိုင်းဒေသကြီးတဝဲခရိုင်အသွင်းရှိတဲ့ရေးတဝဲအဝေးပြေးကလမကြီးကိုညချိန်လုံးဝအတုံးမပြူဖို့လမ်းပိုင်းတွင်ပူပေါင်းတိုက်ပွဲဆင်နွှဲနေတဲ့တော်လျင်းမာမိတ်တပ်ပေါင်းစုတို့ကစက်တင်ဘာလ23ရက်နေ့ကအတိပေးထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်မရှိအဖွဲ့တို့စစ်ရဲတောက်လျှောက်လှုပ်ရှားနေတဲ့ရေးတဝဲအဝေးပြေကာလမကြီးမှာကျဲလေးအောင်စကပေါ်တဲ့ရင်နဲ့တို့ပပောင်းတိုက်ပွဲဆင်နှွှဲနေတဲ့ KNA တမဟာ6တဲ့ရင်29တဲ့ကွာမဟာမိုက်တပ်ပေါင်းစုတို့ကလုံခြုံရေးအခြေအနေရသားမြင်လိုက်ပါတယ်စစ်တမလာ23ရက်နေ့အစပြီးည9နာရီကနေမနက်9နာရီအတွင်းအဲ့ဒီလမ်းပိုင်းကိုခရီးသွားပြည်သူတွေအသုံးမပြုဖို့နဲ့နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မခြင်းလုံးဝမတော်လာကြဖို့ကျဲလေးအောင်စကပေါ်တဲ့ရင်ကပြန်စာရေးတာဝန်ခံကပြောပါတယ်အဲ့ဒီလမ်းပိုင်းကိုခရီး ေးသွားပြည်သူတွေကညပိုင်းအချိန်မှာအသုံးပြတာမရှိသလောက်ဖြစ်နေပြီးစစ်ရင်နဲ့လုံခြုံရေးအခြေအနေပေါ်မူတည်ကပြန်လည်ဖွင့်လှစ်ဖို့အကြောင်းပြန်မှာဖြစ်ပါတယ်။ဒါကြောင့်ရေးသွဲလမ်းပိုင်းအားအသုံးပြကြမယ်။ခေးသွားပြည်သူနဲ့နေခံပြည်သူတွေနားလည်မှုနဲ့ပူပေါင်းပေးဖို့တိုက်တွန်းထားပြီးချိုးပေါက်မှုပြုလုပ်ခဲ့မယ်ဆိုရင်မလိုလားအတဲ့ပြဿနာတွေအတွက်တုံလင်းမှာမိုက်ပူပေါင်းတဲ့တို့ကတာဝန်ယူမှာမဟုတ်ကြောင်းဖော်ပြထားပါတယ်။ရေးသွဲလမ်းပိုင်းမှာပြီးခဲ့တဲ့ဩဂုတ်လနဲ့စက်တင်ဘာလတွင်မြေမြောက်မိုင်းနေမီပောက်ကွယ်မှုကြောင့်ကလေးငယ်တအူတေဆုံးပြီး င်းတေသခံလူဦးတိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြင်စစ်ကောင်မရှင်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ရင်မောင်းနဲ့ရင်နောက်လိုက်သူနှုတ်ဦးသေဆုံးခဲ့ရပါတယ်ယခုနှစ်အတွင်းဒေသခံဒေါ်လေးဥပေါင်းတပ်ဖွဲ့တို့ကလုံချိုရဲ့အခြေအနေအရရကြောင်းလမ်းပိုင်းပိတ်ဆို့မှု၃ချိန်ထပ်မံပြုလုပ်ခဲ့ကြောင်းသိရပါတယ်ရှင်။ နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့စစ်ကောင်မရှင်ကဥဆောင်ကျင်းပါမယ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီကနေကိုစလဲလောင်းတင်သွင်းမှုအနေနဲ့9000နီးပါးရှိလာတယ်လို့စစ်ကောင်မရှင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကစက်တင်ဘာလ23ရက်နေ့ကထုတ်ပြန်လိုက်ပါတယ် ယူကပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းအမည်စင်းကိုစက်တင်ဘာလ၈ရက်နေ့ကနေ22ရက်နေ့အထိ15ရက်အတွင်းတင်သွင်းရမယ်လို့စစ်ကောင်စီကတမတ်ထားပါတယ်။အဲဒီနောက်နိုင်ငံသဝန်လုံးစီအောင်မဲ့နိုင်ငံရေးပါတီ6ပါတီ၊တိုင်းဒေသကြီးနဲ့ပြည်နယ်တစ်ခုအတွင်းစီအောင်မဲ့နိုင်ငံရေးပါတီ50ပါတီနဲ့တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းတွေအမည်စင်းတင်သွင်းမှု4963ဦးထိရှိလာပါတယ်။ကိုယ်စားလှယ်လောင်းအမည်စင်းတင်သွင်းမှုမှာပြည်ထောင်စုစက်ခိုင်ရေးနဲ့ဖွဲ့ဖြိုးရေးပါတီ USDP က1000 ်18ဦးနဲ့အများဆုံးဖြစ်ပြီးတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ694ဦးပြည်သူ့ရှေ့ဆောင်ပါတီက682ဦးမြန်မာနိုင်ငံတောင်တူလက်သမားဖွဲ့ဖြိုးတိုးတက်ရေးပါတီက428ဦးရှမ်းနယ်တိုင်းရင်းသားဒီမိုကရက်တစ်ပါတီကြားဖြူပါတီက984ဦးပြည်သူ့ပါတီက932ဦးတိုင်းဒေသကြီးပြည်နယ်တစ်ခုအတွင်းစီယုံမဲ့နိုင်ငံရေးပါတီ57ပါတီက960ဦးနဲ့တတိပုဂ္ဂလက65ဦးရှိကြောင်းသိရပါတယ်အဲ့ဒီကိုယ်စားလှယ်လောင်းအမြင့်စင်းတင်သွင်းမှုကိုစစ်ကောင်မရှင်ရဲ့ UAC က ကသက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီးကနေအော်တိုဘာလ၄ရက်နေ့အထိအစစ်စစ်ခြင်းလုပ်ငန်းတွေစုံရက်သွားမယ်လို့သိရပါဗျ။စစ်ကောင်မရှင်ကပထမပိုင်းရွေးကောက်ပွဲကိုလက်မဲ့ဒီစင်မာလာ28ရက်နေ့မှာကျင်းပတော်မယ်လို့ထုတ်ပြန်ကြေညာထားပါလေရှင်။ ဆလဘီအာဆီယံသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။အရှေ့တီမောနိုင်ငံဟာလာမယ့်အောက်တိုဘာလအာဆီယံထိပ်တီးအစည်းအဝေးမှာဆက်သနိုင်ငံမြောက်အာဆီယံဖွဲ့ဝင်ဖြစ်လာမယ်လို့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်က အတည်ပြုပြောကြားလိုက်ပါတယ်။ဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ဟာစက်တင်ဘာလ23ရက်နေ့ကအရှေ့တီမောကိုတွားရောက်ခဲ့ပြီးသမ္မတဟိုဆေရာမော့စ်ဟော်တာနဲ့တွေ့ဆုံအပြီးမှာအခုလိုသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ ရာမော့စ်ဟော်ဒါဟာ2023ခုနှစ်ကတည်းကအာဆီယံဖွဲ့ဝင်ဝင်ခွဲအတွက်ကြိုးပမ်းခဲ့တာဖြစ်ပြီးအခုဆိုရင်အဖွဲ့ဝင်ဖြစ်အတိမတ်ပြုမဲ့တမိုင်းမှတ်တိုင်စီချင်းကလာခဲ့ပြီးဖြစ်ပါတယ်။အရှေ့တီမော်ဟာ2002ခုနှစ်မှာအင်ဒိုနီးရှားကနေလွတ်လပ်ရေးရရှိခဲ့တဲ့အာဆီယံဒေသမှာတက်တန်အနုနယ်ဆုံးနိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။အရှေ့တီမော်နိုင်ငံဟာစီးပွားရေးအာဟာရပြည့်လတ်မှုနဲ့အလုပ်လက်မဲ့နှောင်းမြင့်မာမှုလိုစိန်ခေါ်မှုတွေရင်ဆိုင်နေရပြီးတိုင်းပြည်စီးပွားရေးဟာရေနံတိုက်တွေအပေါ်မှာအဓိကမှီခိုနေရပါတယ်။ဒီလအစောပိုင်းကလည်းလွတ် ော်အမတ်65ဦးအတွက်ဆိုင်ခံကားတွေဝယ်ယူမဲ့အစီအစဉ်ကိုဆန္ဒပြမှုတွေထောင်နှက်စီဖြစ်ပွားခဲ့ပါသေးတယ်။လာမယ့်အောက်တိုဘာလမှာမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တော်မှာကျင်းပမယ့်အာဆီယံထိပ်တည်ဆွေးနွေးပွဲကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လည်းတက်ရောက်မယ်လို့အတည်ပြုထားကြောင်းသိရပါတယ်ရှင်။ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပြီးတော့ပါမယ်။ပြင်သစ်နိုင်ငံကပါလက်စတိုင်းကိုအချုပ်အခြားအာဏာပိုင်နိုင်ငံအဖြစ်တရားဝင် အသိမှတ်ပြုဆက်ဆံသွားမယ်လို့ကုလသမဂ္ဂအထွေထွေညီလာခံမှကြေညာခဲ့ပါတယ်။ပြည်ထောင်တမရအီမန်နျူရယ်မာခရွန်ကစက်တင်ဘာလ22ရက်နေ့မှာဒီဆုံးဖြတ်ချက်ကိုကုလသမဂ္ဂဌာနချုပ်မှပြောကြားခဲ့တဲ့မိတ်ခွန်အတွင်အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။ပြည်ထောင်ဟာပါလက်စတိုင်းကိုနိုင်ငံတစ်ခုအနေနဲ့အတိမတ်ပြုသွားမယ်လို့ဇူလိုင်လကတည်းကသဘောထားထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့အမေရိကန်နဲ့အစ္စရေးတို့ရဲ့အထက်ကအနောက်အင်အားကြီးမဟာမိတ်တွေမှာပြင်သစ်ကပထမဆုံးပါလက်စတိုင်းကိုနိုင်ငံအဖြစ်တရားဝင်အသိမှတ်ပြုခဲ့တာဖြစ်ပါတယ်ရှင်။အခုတော့ဗတ်အစီအစဉ်အတွက်အသိမှတ်တင်ရနာပြရစေ။လာမယ့်အပတ်စဉ်တနင်္ဂနွေနေ့ကျရင်ထပ်ပြီးဆုံကြရအောင်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။